Hello အားလုံးပဲမင်္ဂလာပါ ကျမဒီနေ့မှာတော့တခဲကိုနာမည်ရမ်းကြည့်တယ်နာမည်ကြီးမော်တယ်တယောက်ကပေါ့နော်သူ့ရဲ့အရှိန်အဝါကိုတုံးချပြီးတော့မှ main ကလေးတွေကိုလူကုံကူးတာတွေပြီးလှိန်ကျုံဖြစ်အတင်းအာဓမရှေခိုင်းခဲ့တဲ့အကြောင်းတွေကိုပြောပြပေးမှဖြစ်တယ်ဆိုတော့ဒီအမျိုးသမီးကကြတော့တခဲကိုနာမည်ကြီးတဲ့ဒီ social media မှာလည်း influencer ဖြစ်တဲ့ပေါ့မော်တယ်တယောက်ဖြစ်တယ်ပေါ့နော်ပြီးရင်သူကဒီနာမည်ကျော်မင်းသားပေါ့နော် Leonardo DiCaprio နဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုပြီးတော့မှပို့ပြီးနာမည်ကြီးလာတာဖြစ်တယ်ပေါ့နော်ဆိုတော့သူကဘယ်လိုမျိုး main ကလေးတွေကိုတုံးချပြီး ီးတော့မှအာဆွဲဆောင်ဖျားယောင်းခဲ့လေဆိုတဲ့ကြောင်းတစ်ချက်လေ့လာကြည့်လိုက်ကြအောင်နော်အဲ့ဒီ model ရဲ့နာမည်ကတော့ Cat Tourist ဖြစ်တယ်။သူကဖရာဇီးနိုင်ငံသူဖြစ်တယ်ပေါ့နော်။အဲ့တော့သူကငငယ်လေးတည်းကဒီ Miss World ကြီးပြိုင်ခဲ့တယ်ပေါ့နော်။အ talent ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။သူကအဲ့မှာလည်း Miss တီပြိုင်ပြီးတော့မှအောင်မြင်လာတယ်။အောင်မြင်လာပြီးတော့မှသူက model ပေါ့နော်။အဲ model အဖြစ်နဲ့အလုပ်လုပ်တယ်။အဲ့ဒီ model ဖြစ်နေအလုပ်လုပ်တဲ့အချိန်မှာသူကဒီ Titanic မင်းသားပေါ့နော်အားလုံးသိကြတယ် Titanic မင်းသား Leonardo DiCaprio နဲ့ဒီအုံတပုံတွဲပြီးထွက်လာတယ်ပေါ့နော်အဲသူတို့သူတို့နှစ်ယောက်ကရင်းနှီးတဲ့ဆက်ဆံရေးရှိရဲဆိုပြီးတော့မှသူအဲလူတွေတော်တော်များပြောကြတယ်တွဲနေကြတာလားဘာလားပေါ့နော်ဒီလိုပဲ အဲ့လိုမျိုးတည်င်းနဲ့ထွက်ပြီးနောက်ပိုင်းမှာ तू ကပို့ပြီးအောင်မြင်လာတယ်။အောင်မြင်လာတဲ့နောက်ပိုင်းမှာလည်းဒီ तू model ဖြစ်လုပ်နေတဲ့အချိန်မှာလည်း sugar daddy လို့လူမျိုးလည်းရှိခဲ့တယ်ပေါ့နော်။ဆိုတော့ဒီတကယ်တမ်းမှာ तू က तू ရဲ့အလုပ်ကနေအများကြီးပတ်စံဝင်ဝင်တွေရတာမဟုတ်ဘဲနဲ့ဒီ sugar daddy စီရရတဲ့ပတ်စံတွေနဲ့အဲသူတွေမြင်ပါပေါ့နော်။ तू ကအောင်မြင်တယ်။အဲသူ့ဘဝသူအများကြီးတိဆောက်ခဲ့တယ်ပေါ့နော်။တိဆောက်ခဲ့ရုံးကန်ခဲ့ရတဲ့အဲဆိုတဲ့ဟာမျိုးတွေပေါ့နော်။ तू ကအဲ့လိုမျိုးတွေပြောခဲ့တယ်။ ်အပြင်သူ့ရဲ့ဒီရုံးကန်မှုတွေကြောင့်သူကစာအုပ်တအုပ်လည်းထုတ်ထားတယ်ပေါ့နော်အဲစာအုပ်မှာလည်းသူက best selling ပေါ့နော် best selling ရောင်းအကောင်ဆုံးစာအုပ်တအုပ်လည်းဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲတကယ်တမ်းမှာကဒီတူတူနဲ့တွဲခဲ့တယ်ပေါ့နော် sugar daddy ရာလည်းတော်တော်လေးအကောင်ကြီးကြီးတွေကဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ Russia Tamara Putin နဲ့တော်တော်ရင်းနှီးတဲ့ မိတ်ဆွေတယောက်ဖြစ်တယ်လို့ဆိုပြီးတော့ပေါ့နော်ပြောကြတယ်အဲ့လိုပြောတာကဒီကတ်ကဲအကြောင်းကိုအသေးစိတ်သိတယ်သူကတ်ကဲတငယ်ချင်းရဲ့ပြီးရင်ကတ်ကဲအခန်းပေါ့ပေါ့နော်သူအရောမိတ်ကနေပြောခဲ့တာဖြစ်တယ်ပေါ့နော်ဒါမဲ့ဒီ sugar daddy နဲ့ဆက်ဆံရေးနောက်ပိုင်းပြတ်သွားပြီးတဲ့အဲဆက်ဆံရေးပြတ်သွားပြီးနောက်ပိုင်းမှာတော့အဲသူ့အတွက်နည်းနည်းလေးကောက်ဒီကောင်မလေးတော့နည်းနည်းလေးခက်ခဲခဲ့တဲ့အခြေအနေရှိခဲ့ပေါ့နော်ဒီတခြားသူတွေရဲ့အမြင်မှာကြောက်ပေါ့နော်သူ့ရဲ့ဘဝအရန်ဟိုမှာ အောင်မြင်တယ်ကြော်ကြားတယ်ပြီးလို့ရှိရင်ဒီအကောင်းစားတွေတုံးနိုင်တယ်တိုက်ခန်းအကောင်းစားကြီးမှနေနိုင်တယ်အဲသူ့နေတဲ့အခန်းလည်းအရန် view ကလှတာပေါ့နော်ဆိုတော့အဲ့လိုမျိုးပြောရရင်အမှုတွေအားကျစရာ main ကလေးတွေပေါ့နော်အဓိကအပြင် main ကလေးတွေအားကျစရာဘဝကိုပိုင်ဆိုင်ထားရဲဆိုပြီးတော့မှသူ့ရဲ့ Instagram မှာ follower တွေကအများကြီးပဲပေါ့နော်အဲသူကလည်းအဲ့လိုမျိုးပဲသူဘယ်လိုမျိုးကြိုးစားရတယ်သူဘယ်လိုမျိုးလုပ်တယ်ဆိုတဲ့ဟာမျိုးတွေကို Instagram မှာအများကြီးတင်နေပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့မှသူ့ရဲ့ Instagram မှာ follower တွေအများကြီးရလာခဲ့တယ်ပေါ့နော် အဲ့နောက်ပိုင်းမှာပဲသူကပေါ့နော်လူတွေကိုသူက coach လုပ်ပေးနိုင်ပါတယ်လူတွေကိုသူကလမ်းညွန်ပြသပေးနိုင်ပါတယ်ဆိုတဲ့ဟာတွေခက်ဆိတ်စိတ်တင်လာတာပေါ့နော်တင်လာပြီးတော့လူတွေကိုအကြံပေးမယ်သူကအောင်မြောင်လုပ်ပေးမယ်ပြီးတော့ပြီးတော့ manifest ဘယ်လိုလုပ်ရမလဲပေါ့နော်ငွေကြေးကိုဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ဟာမျိုးတွေကိုသူကအဲ coach အနေနဲ့ပေါ့နော်နေဒီ life coach အနေနဲ့လုပ်ခဲ့ပေါ့နော်ဆိုတော့တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်သူကအရင်တော့ကပေါ့နော်ဒီ sugar daddy ကြီးကပတ်စံနေရအဲ့ဒါတွေကိုတုံးတုံးပြီးတော့မှသူကအဲ့ဒါကိုဟို manifest လုပ်လို့ရလာတယ်ဆိုတော့မှလူတွေကိုပြောခဲ့တာပေါ့နော်။သူကအဲ့လိုမျိုး separate jewelry ဘိုင်းမှာလူကအကြံဉာဏ်ပေးနိုင်နေဆိုပြီးတော့ပေါ့နော်ဒီအမျိုးသမီးတွေကိုအဲသူ့ရဲ့ Instagram အနေပြီးတော့မှတဆင်ဆွဲဆောင်နေပေါ့နော်ဆွဲဆောင်ပြီးတော့အဲအမျိုးသမီးတွေကသူ့ကိုလာပြီးအကြံဉာဏ်တောင်းကြတယ်သူစီမှာ member ဝင်ကြတယ်သူကအဲ့ရနေပတ်စံရတယ်ပေါ့နော်။ဆိုတော့အဲ့မှာတချို့တွေကကြတော့သူပြောတဲ့ဟာတွေကိုအရင်ယုံပြီးတော့ပေါ့နော်။သူပြောသမျှအကောင်လုံး live လုပ်တဲ့သူတွေလည်းရှိတယ်။သူကဘယ်လိုမျိုးပြောလဲဆိုတော့တစ်ခါကြလို့ရှိရင် ဟိုမြန်မာနိုင်ငံမှာဆိုအကြမ်းမြင်ရတဲ့လိုမျိုးလေဆိုအဲငါဒီလိုမျိုးအာယုံရနေတယ်နင်းဒီလိုဖြစ်လိမ့်မယ်နင်းဘာလုပ်လိုက်နော်ညာနေုံအိမ်မက်မတဲနင်းအဲနင်းတော့တခုခုဖြစ်တော့မယ်ဘာညာအဲ့လိုမျိုးပေါ့နော်လူတွေယုံတော့အောင်အဲ့လိုမျိုးပြောပြီးတော့မှအဲသူ့ရဲ့ဒီအခွင့်အရေးကိုရောက်လာအောင်လုပ်တာပေါ့နော် အမျိုးသမီးတွေကပေါ့နော်သူ့ဘဝမှာဒီဆိုးရတဲ့အခြေအနေတွေကြုံတွေ့လာတဲ့အခြေမျိုးတွေအသေးကွဲတာမျိုးတွေအဲပတ်ဝန်းကျင်အလောင်းပြောင်းတာမျိုးတွေမိသားစုနဲ့အဆင်မပြေတဲ့အခြေမျိုးတွေမှာပေါ့နော်သူကအဲ့ဒါကို तू ကောင်းကောင်းကင်တွယ်ပေးနိုင်ပါတယ် तू ကတရားလေးအောင်မြင်အောင်လုပ်ပေးနိုင်ပါတယ်ပေါ့နော်ဒီအခက်အခဲတွေကိုလွတ်မြောက်အောင် तू ကလုပ်ပေးနိုင်ပါတယ်ဆိုပြီးကြော်ညာတယ်ပေါ့နော်ကြော်ညာတော့အဲ့လိုအခြေအနေကိုခံစားရတဲ့အမျိုးသမီးတွေကသူ့စီမံမန်ပါဝင်ကြတယ်သူ့ရဲ့အကြံဉာဏ်တွေကိုယူကြတယ်ပေါ့နော်ဆိုတော့အဲတချို့တွေဆိုလို့ရှိရင်လည်းသူ့ကိုတော်တော်လေးကိုယုံကြည်အားကိုးပြီးတော့မှာပေါ့နော်ပြီးတော့မှသူပြောရတဲ့အတိုင်းလုပ်တယ်ပေါ့နော်ဒါပေမဲ့ တကယ်တကယ်စဉ်းစားကြည့်တဲ့အခါမှာသူပေးတဲ့အကြံဉာဏ်တွေကလုံးဝလက်တွေ့မကြဘူးပေါ့နော်လက်တွေ့မကြဘူးဘလို့လဲသူခုနကပြောလို့ပေါ့နော်အကြာမြင်ရနေတယ်လို့မျိုးဒီလိုလေးဖြစ်တယ်ဟိုလိုလေးဖြစ်တယ်ပေါ့နော်အရင်ကြီးဒီတိတိကျကျပြောလို့ရတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အစီရင်လုပ်ရမယ်လို့ပါတော့ပေါ့နော်အဲ့လိုပုံစံမျိုးတွေပဲပြောခင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့အဲသူ့စီမံမန်မာဝင်ပြီးတော့မှသူ coach လုပ်ခဲ့တယ်ပေါ့နော် client နေရာနေပြန်ပြောပြတဲ့စကားတွေဖြစ်ပါတယ်သူရဲ့ client တယောက်ဖြစ်ခဲ့ဦးတဲ့အန်နာဆိုတဲ့တယောက်ကိုကြတော့သူကဘယ်လိုမျိုးခေါ်လဲဆိုတော့ အဲသူ့စီကိုလာခဲ့ပေါ့နော်သူ့အိမ်ကိုလာခဲ့အဲသူ့ရဲ့ assistant လုပ်ပေးပေါ့နော်သူ့ရဲ့ assistant လုပ်ပေးရင်တလောက်ဒေါ်လာ2000ပေးမယ်ဆိုပြီးခေါ်လိုက်တော့အဲ့ကောင်မလေးကလည်းဒီသူ့ကိုယုံကြည်တဲ့အနေနဲ့ပေါ့နော်သူကရောက်လာတယ်ရောက်လာတဲ့အချိန်မှာပေါ့နော်ဒီအိမ်ကိုရောက်တဲ့အချိန်မှာလုံးဝသူထင်ထားတဲ့အတိုင်းမဟုတ်ဘူးဖြစ်လာ။ဘာလို့လဲဆိုတော့ Instagram မှာဆိုလို့ရှိရင်သူကလေအလိုလှလှပပကြောက်ကြောက်ရှင်းရှင်းပေါ့နော်သူ့ကိုသူလည်းအရန်ပြင်ဆင်ပြီးတော့သူ့ရဲ့အိမ်ကြီးကလည်းအရန်မိုက်တယ်ဆိုတဲ့ပုံစံမျိုးပဲပြတာပေါ့နော်။ဒီကတကယ်အိမ်ရောက်သွားတဲ့အချိန်မှာလည်းအိမ်ကလေအလိုညစ်ပတ်ရှုပ်ပွားပြီးတော့အနမ်းတက်တယ်လည်းမကောင်းဘူးပေါ့နော်။ ဟိုတကယ်တမ်းသူ first impression ကအရန်ဆိုပါဘောနော်ဆိုပါတယ်ပြီးလို့ရှိရင်သူ့ကို assistant တော့ပုံစံမျိုးမဟုတ်ဘဲနဲ့အိမ်လုံးတွေလုပ်ခိုင်းတယ်သူ့ရဲ့အကြောင်းတွေထင်ရတယ်အာပြီးတော့ဘောနော်ပြောလို့ရှိရင်အိမ်အကူလိုမျိုးဖြစ်သွားတာဘောနော်အိမ်အကူလိုမျိုးလည်းဖြစ်သွားတယ်ပြီးတော့သူ့ကိုလည်းပတ်စံလည်းမပေးဘူးအပြင်ကိုလည်းမထွက်ခိုင်းဘောနော်သူ့ဘာမှပဲအပြင်ထွက်ရတဲ့ပုံစံမျိုးတွေဖြစ်တယ်ဘောနော်အဲ့ချိန်မှာသူက ဒီအခြေအနေနားလည်သွားတယ်ပေါ့နော်ဒီ cut ကငါ့ကိုအတုံးချနေတယ်အဲငါ့ကိုဒါအပြင်းလည်းမထွက်ခိုင်းမနေပေါ့နော်လူကုန်ကူးတဲ့ပုံစံမျိုးလုပ်နေရဆိုပြီးတော့မှသူကသတိထားမိပြီးတော့မှသူ့ကိုသူလွတ်မြောက်အောင်လုပ်ခဲ့တဲ့ပထမတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒုတိယတစ်ယောက်ကပို့ပြီးတော့အခြေအနေဆိုးရယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ကောင်မလေးကကြတော့ဒီအတင်းချက်အာဒီ အဲ့တော့လိန်ဂျုံပြူတဲ့ပုံစံမျိုးလိန်ဂျုံပြူခိုင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်သွားတယ်ကမလီနာမည်ကတော့ဒီဘရာဇီးနာမည်ပေါ့နော်တစာရီလို့ခေါ်မလားမသိသိမခေါ်တတ်ဘူးဆိုတော့အဲ့အဲ့ကမလီကမလီကလည်းအဲ့လိုပဲခေါ်တာသူစီမှာလုံလာလို့ဆိုလို့သူကတော့တော့တာပေါ့နော်တော့ပြီးလဲပြီးလဲပြီးတော့ကမလီကိုပြန်လဲမထောက်ခိုင်းဘူးပြီးတော့ အဲဟိုပြန်ကျင်လို့ရှိရင်ပေါ့နော်သူ့ကိုပတ်စံပြန်ပေးရမယ်ဆိုပြီးတော့လည်းပြောတယ်။ဘာလို့လဲဆိုတော့ကောင်မလေးကိုသူ့အိမ်ကိုခေါ်တဲ့အချိန်မှာပေါ့နော်ကုံနဲ့ကုံကြားစိတ်တွေရှိရဲ့။အဲကုံကြားစိတ်တွေကိုပြန်ပေးမှနင်းအိမ်ကိုပြန်လို့ရမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်။ဆိုတော့အဲကုံကြားစိတ်တွေရှာဖို့သူ့ကိုကလပ်မှာအလုပ်လုပ်ခိုင်းတယ်ပေါ့နော်။တကယ်လည်းဆိုလို့ရှိရင်ဒီကောင်မလေးတွေကအာဒီ illegal ပေါ့နော် illegal လို့ပြောရမလားမသိဘူး။ဆိုတော့ဒီတရားမဝင်ဒီဒီလုပ်တွေကိုလုပ်လို့မရဘူးပေါ့နော်။ဒါပေမဲ့သူကအဲ့ဒါကိုသူ့ရဲ့ဒီ အချိန်ဝါနေပေါ့နော်အလုံးလုံးလို့ရအောင်ဆိုပြီးတော့မှသူကအဲ့ကလပ်တစ်ခုမှအလုံးသွင်းပေးခဲ့ရပေါ့နော်အလုံးသွင်းပြီးရဲ့ကလပ်ကနေလည်းအဲ့ပတ်စံနေရတဲ့အခါမှသူ့ကိုပေးရတယ်ပေါ့နော်အဲ့ကတ်ကိုပေးရတယ်ပြီးတော့အဲ့အနေနဲ့သူကမရအောင်မရဘဲနဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီငွေကိုဘယ်လိုမျိုးလွယ်လွယ်နဲ့လို့အဲ့ရအောင်လုပ်လို့ရလဲဘာညာလို့သူကအဲ့ကောင်မလေးကိုတင်သွင်းပြီးလဲပြီးတော့ပြည့်တစားဖြစ်အလုံးလုံးခိုင်းခဲ့ရပေါ့နော်ဆိုအဲ့ကောင်မလေးကကြတော့သူ့စီမှာခြေချုံမိတယ်လို့မျိုးဖြစ်သွားတယ်ပတ်စံနေဒီလေသူ့ကိုပေးရတယ်ဒါပေမဲ့သူ့ကိုမပြန်ခိုင်းဘူး သူ့ရဲ့ဒီအထောက်ထားပေါ့နော်သူ့ရဲ့အထောက်ထားတွေကိုသူကအဲ့ကတ်ကတိန်းထားတာပေါ့နော်တိန်းထားတော့သူကပြန်လို့မရဘူးဖြစ်သွားတယ်ဖြစ်သွားပြီးတော့မှပေါ့နော်သူကတကယ်ဟိုမှာအချိန်ကြီးအရန်ဆိုးဆိုးနဲ့ဒီမန်တဲဟအရန်ထိတာပေါ့နော်သူစိတ်စိတ်တော့စိတ်ထန်ရတယ်လေအများကြီးရခဲ့တယ်တယောက်ဖြစ်တယ်ပေါ့နော်ကတ်ခိုင်းတဲ့ကလပ်မှာလည်းလှုပ်လှုပ်ရတယ်ပြီးရင်လိန်လှုပ်သားဖြစ်လဲလှုပ်လှုပ်ရတယ် အဲ့ဒါတော့မှပဲသူကအဲ့ဒါကိုမသိမ့်သိမ့်နိုင်မဲနဲ့ပေါ့နော်။နင်အဲ့လိုမလုပ်ဘူးဆိုလို့ရှိရင်တော့ငါချိန်စားတိုင်းမဲပေါ့နော်။ပြီးရင်ဖခင်ကနင့်ကိုအပြစ်ပေးလိမ့်မယ်ဆိုတဲ့ဟာမျိုးတွေအများကြီးချိန်ချောက်တယ်ပေါ့နော်။ဆိုတော့ဒီကောင်မလေးကအာဒီအချိန်လေးတွေအများကြီးခံစားရပြီတဲ့နောက်ပိုင်းမှာပေါ့နော်။အာတော်တော်လေးကမှဒီစိတ်အချိန်လေးဆိုးသွားတယ်။အခုဒီဒိုကူမန်တီရိုက်နေတဲ့အချိန်လေးမှာတော့မှပဲသူကအဲတော်တော်လေးပြန်ရုံးကန်နေရတဲ့အချိန်လေးရှိရပေါ့နော်။ကတ်ကဲအင်ရနေထွက်လာပြီးနောက်ပိုင်းမှာအဲ့ဒီမျိုးသမီးက စာအုပ်တအုပ်ထုတ်ခဲ့ရပါတော့သူ့လိုမျိုးတခြားသူတွေမကြုံရအောင်တတိထားရအောင်ဆိုပြီးမှစာအုပ်တအုပ်ထုတ်ခဲ့တာဖြစ်တယ်အဲ့ချိန်မှာပဲဒီကောင်မလေးတွေရဲ့မိဘတွေကအရန်စိုးရင်လာပြီးတော့ပေါ့နော်သူတို့ပြောင်းနေတယ်ဆိုပြီးရဲကိုတိုင်ခဲတယ်ရဲကိုတိုင်ပြီးအဲ့ဒီအမှုလူတွေပို့ပြီးစိတ်ဝင်စားလာတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကောင်မလေးတွေကဒီခက်စီကိုရောက်နေတာပေါ့နော်ခက်စီကိုရောက်နေတယ်ခက်ကလည်းနာမည်ကြီးဖြစ်တဲ့ခါကျတော့မီဒီယာတွေပေါ်မှာပါတော်တော်နာမည်ကြီးသွားတယ် အဲ့ကောင်မလေးတွေကိုသူကအယုံသွင်းတယ်အယုံသွင်းပြီးတော့မှဗီဒီယိုတွေရိုက်ခိုင်းတယ်ပေါ့နော်အာသူတို့ဆန္ဒနဲ့သူတို့နေနေတာပါပေါ့နော်ဒီကတ်ကခေါ်ထားတာမဟုတ်ပါဘူးဘာညာဆိုတော့ ဗီဒီယိုတွေကိုရိုက်ပြီးတော့လဲ Instagram မှာတင်ခိုင်းတယ်ပြီးတော့ဒီကလေးမလေးတွေရဲ့မိဘတွေကလိုက်ရှာနေတဲ့ဟာကိုလဲပေါ့နော်လိုက်မရှာပါနဲ့တော့ပေါ့နော်သူတို့အိမ်မှာမနေချင်ဘူးပေါ့သူတို့သူတို့ဒီမှာနေရတာအဆင်ပြေတယ်ပြောတယ်ပေါ့နော်ကတ်နေပဲနေမယ်ဆိုတဲ့ဟာမျိုးတွေပေါ့အဲ့လိုမျိုးဗီဒီယိုတွေလည်းတင်ခိုင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့ရဲတွေကလည်းဒီကိစ္စကိုဆက်လိုက်တယ်ဆက်လိုက်ပြီးတော့မှအရှိမတော့အထပ်ပြေခဲ့အန်နာဆိုတဲ့တယောက်ကလည်းရဲတွေနဲ့ပူပေါင်းပြီးမှဒီအကြောင်းကိုအဲဖော်ခဲ့တယ်ပေါ့နော်ဖော်ခဲ့ပြီးတဲ့အခါမှာ သူ့เจ้าကိုရဲတွေကနေလိုက်တယ်လိုက်ပြီးတော့မှတခြားမိတခြားနေတော့မိတခုပြီးတခုလိုက်ပြီးတော့ပေါ်တဲ့အချိန်နေမှာသူ့ကိုဖမ်းဆီးရမယ်အနေထားရောက်လာတယ်ပေါ့နော်ဖန်ဆင်းရတဲ့အခြေအနေရောက်တယ်ဆိုတာလည်းနောက်တစ်ချက်ရှိသေးတယ်။ဘာကြောင့်လဲဆိုတော့ဒီခုနကောင်မလေးနှစ်ယောက်ပေါ့နော်။သူ့အိမ်ကိုရောက်နေကောင်မလေးနှစ်ယောက်ရဲ့မိဘတွေကလည်းကလေးတွေအတွက်ရမ်းစိုးနေလိုက်။ဘာလို့စိုးနေလဲဆိုတော့အဲ့ဒီကောင်မလေးကိုအဲ့ဒီကောင်မလေးနှစ်ယောက်ထဲကတယောက်ကဘလို့ဗီဒီယိုတင်လဲဆိုတော့ဒီမတ်စုဂါဘတ်တို့ ရုရှားသမ္မတပူတင်တို့อ่ะဗောနော်ခတ်ทัวริสကိုလာရှာရမယ်ဗောနော်လာမရှာဘူးဆိုလို့ရှင်ဒီကဘာကြီးอ่ะစစ်ပွဲနေဖြစ်သွားပြီတော့ဗောနော်အကောင်လုံးဆုံးရှုံးရလိမ့်မယ်ဗောဆိုတော့အဲ့ဒီဟာဒီဇူကာဘတ်နဲ့ပူတင်เนี่ยဒီခတ်ทัวริสကိုလာရှာပြီးမှဒီစစ်ပွဲကိုတားရမယ်ဘာညာ ਨੇ ဗောနော်အဲ့လိုမျိုးဒီလက်သွေးမကြတဲ့ဟာမျိုးတွေကိုပါအိုက်ကောင်မလေးတွေကပြောလာတဲ့အခါမှာမိဘတွေကအရန်ဆိုရင်ပြီးတော့ရဲတွေကိုဖိအားပေးပြီးတော့ပေါ့နော်အာဒီအမှုတွေဖွင့်ပြီးတော့မှအာသူ့ကိုဖမ်းဆီးခဲ့တာဖြစ်တယ်ပေါ့နော် တတဲ့နောက်တရားပေါ့နော်ထောင်ထဲထိသွားမိပြီမဲ့လေသူကအဲ့ဒီဟာတွေအကုန်လုံးညင်းတယ်ပေါ့နော်ညင်းတယ်ဆိုတော့ဒီတတဲ့နောက်တရားတော့တကယ်တက်တည်အတိချာနေပြောတာဒါပေမဲ့သူကအဲ့ဒါတွေကသူမလုပ်တာမဟုတ်ဘူးအာဒီဟာငါပို့တဲ့စားတွေမဟုတ်ဘူးငါဘာလို့မှမခေါ်ခဲ့ဘူးပေါ့နော်သူကအဲ့လိုမျိုးပဲနောက်ဆုံးထိသူကညင်းခဲ့ပေါ့နော် you've laughed you've said that ridiculous that liars do you take any accountability for any of these allegations absolutely not zero ငင်းခဲ့ပေမဲ့လည်းသူ့ရဲ့တက်သူလောက်ခဲ့တဲ့အကြောင်းအရာတွေကတက်တည်အတိအကျရှိတာဖြစ်တဲ့အတွက်အာဒီထောင်ရှင်းနဲ့ချခံရတယ်ပေါ့နော်ထောင်ရှင်းနဲ့ချခံလိုက်ရတယ်အဲသူဘလို့ပဲအပြစ်ကင်းစင်တယ်ပြောပြောတက်တည်ရှိတဲ့အခါကျတော့ဒီဒီသူတို့ရဲ့တရားစီရင်ရေးစနစ်ကလည်းကောင်းတဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်ခံခဲ့ရတဲ့သူတွေအတွက်ပေါ့နော်တရားမျှတမှုရမယ်လို့လည်းမျှော်လင့်တယ်အဲနောက်ထပ်လဲဒီလိုမျိုးအယုံမလွယ်ကြဘူးပေါ့နော်ဘသူကပြောပြောကျမတို့ကိုပိုင်စဉ်းစားဉာဏ်လေးနဲ့စဉ်းစားပြီးတော့မ အာ line လုပ်ဖို့ပြီးရင်တစားတစိမ့်တယောက်ကိုပေါ့နော်လွယ်လွယ်မယုံဖို့အဲဒီ social media မှာအရင်နာမည်ကြီးတိုင်းလည်းအပြင်မှာကောင်းတဲ့သူဖြစ်ချင်မှဖြစ်မှာပေါ့နော်ဆိုတော့ဒီဟာလေးတွေကိုကျွန်တော်တို့ဒီဇလန်ဒီဖြစ်ရလေးရနေပေါ့နော်အသိပညာလေးရလိုက်မယ်လို့ပြောလင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်တတ်တာ